29ကြိမ်မြောက်စီးကိန်းအားကစားပွဲရဲ့ကာယဗလပြိုင်ပွဲကီလို60တန်းကိုဒီဇင်ဘာ14ရက်နေ့ကရန်ကုန်မြို့ MCC မှာကျင်းပခဲ့ပြီးမြမကိုစားပြူအောင်ခိုင်ဝင်းကရွှေတစိမ့်စုရရှိသွားပါတယ်။ လို55နဲ့80တန်းတွေမှာတော့ထိုင်းနဲ့ VNN တို့ကရွှေတစိမ့်စုတွေရရှိခဲ့ပါတယ်။မြန်မာနိုင်ငံကိုစားပြု ရွှေတစိမ့်စုစုခူးခဲ့တဲ့အောင်ခိုင်ဝင်းဟာ2000ခွန်စီးကိန်းမှာလဲရွှေတစိမ့်ရခဲ့ဘူးပြီးဒီဒီချင်းဟာသူ့ရဲ့ဒုတိယရွှေတစိမ့်ဖြစ်ပါတယ်။ကမ္ဘာအဆင့်မီတဲ့အာကစားသမားတွေလာပြီးရှင်ပြိုင်တာကြောင့်အရှိတောင်အာရှဆိုပြီးပော့ပော့လေးတွေးထားလို့မရပဲစိတ်ဓာတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ခဲ့ရတယ်လို့ဆိုပါတယ်။ ပြိုင်ပွဲကတော့ကျွန်တော်တို့ပြောတာဒီအရှိတောင်အဆက်စီးကိန်းပြိုင်ပွဲပေါ့ဒါနဲ့တကယ်လားပြိုင်တာတွေကကမ္ဘာပြိုင်ပွဲပထမဆုံးရထားတွေလားပြိုင်တယ်အဲ့ဒါကျွန်တော်တို့ကကမ္ဘာပြိုင်ပွဲလိုပဲကျွန်တော်တို့ကအဆန်းပုံပြင်ဆင်ထားရတယ်ဟုတ်ကဲ့အရှိတောင်အဆက်ပွဲပဲဆိုရင်ကျွန်တော်တို့ကဟိုရိုးရိုးတမန်ကစားရုံမမြအောင်စိတ်သက်ကိုကျွန်တော်တို့ကကဘာကောင်းလေးလာမယ်ငါတို့တို့နိုင်အောင်တိုက်မယ်ဆိုတဲ့ပြင်ဆင်မှုမျိုးကျွန်တော်ပြင်ဆင်ရတာပါဟုတ်ကဲ့ရွှေရအောင်လုပ်မယ်ဆိုတဲ့အဆုံးဖြတ်ပေါ့ဆိုတော့ဒီစီဂိမ်းစုကကျွန်တော်2000ခွန်မှာ ဒီရွှေစုကိုကျွန်တော်ထပ်ရားထားတာလေရားထားတော့စီကိန်းရဲ့လက်ရှိချန်ပီယံကျွန်တော်အဲ့တော့ဒီစီကိန်းမှာကျွန်တော်မရရင်ကျွန်တော်ရှုံးပြီအဲ့တော့နိုင်အောင်တိုက်မယ်ဆိုတော့စိတ်နေကျွန်တော်ပြင်ဆင်ခဲ့တာပါဟုတ်ကာယဗလအဖွဲ့ချုပ်အနေနဲ့ကစားသမားတွေကို အကောင်းဆုံးလေ့ကျင့်ပေးခဲ့တာ ပင်မခံရချိုးနဲ့တလူရလက်ကိုကျင့်နေတယ်လို့နီးပြကိုအောင်နိုင်ကဆိုပါတယ်ကိုကျွန်တော်တို့55မှာဒီလိုမှာဒီကျွန်တော်တို့နိုင်ငံကပေါ့နော်55ကီလိုမှာရှင်ပြိုင်သွားတယ်ကိုထုံးမဲ့ ပထမရဆိုလဲသူကရေကုန်ရေကန်းပြိုင်တာပဲပြိုင်တော့သူရလက်ကကောင်းပါလေသူဒုတိယရရှိခဲ့တယ်ပေါ့နောက်ကျွန်တော်60တန်းကီလိုမှာဝင်ရောက်ရှင်ပြောင်းသွားတဲ့ကိုအောင်ခိုင်ဝဲဆိုရင်လဲဒါရွှေစိမ့်နဲ့ထိုက်တန်ပါလေသူတော်တော်လေးကြိုးစားထားတယ်ကျွန်တော်တို့ကလည်းဒီကျွန်တော်တို့နိုင်ငံကဒီလေစင်ကစားသမားတွေကိုလည်းကျွန်တော်တို့ကအောင်မြင်မှုတွေရရှိအောင်ကျွန်တော်တို့အကောင်းဆုံးအတတ်နိုင်ဆုံးပေါ့နော်ကျွန်တော်ဖိတ်ပေးပါတယ်ကျွန်တော်တို့သူတို့ကို ဟိုအစားအစားအစားအတော့ကအစားစီကအစားနေမှုထိုင်မှုအစားကျွန်တော်တို့ဒီပင်မရံကျိုးနှက်ပါတယ်ဟုတ်ကဲ့ကီလို80တန်းနဲ့ကီလို90တန်းပြိုင်ပွဲတွေကိုဒီဇင်ဘာ15ရက်နေ့မှာရှင်ပြိုင်သွားမှာဖြစ်ပြီးအာကစားဝါဒနာရှင်တွေယာနဲ့ချီပြီးလာရောက်ကြည့်ရှုခဲ့ကြပါတယ်